အလုံးမဲ့မင်္ဂလာပါကျမစောငိမ့်အေပါ ဒီဗီဒီယိုမှာက Excel tutorial ရဲ့အနေနဲ့ပေါ့နော် negative number တွေကို ကျွန်တော်တို့ကပုံစံမျိုးစုံပြောင်းပြီးတော့သုံးလို့ရတယ်။ဆိုတော့ကျွန်တော်တို့ရိုက်တဲ့ဒီ negative number တွေဖြစ်နေခဲ့မယ်ဆိုလို့ရှိရင်ဒီ minus တင်ကိတာတွေကိုဘယ်လိုပုံစံနဲ့ဖော်ပြကြမလဲ။ပုံစံအမျိုးမျိုးနဲ့ဖော်ပြလို့ရပါတယ်။အဲဆိုကြည့်ကြရအောင်။ဒါပထမပုံစံလို့ထားလိုက်ဟုတ်ပါနော် just sample ။ဒါပထမပုံစံတည်းဒီလိုပုံစံဖြစ်နေမယ်။အဲဆိုကျွန်တော်တို့ကကိုရိုက်ထားတဲ့ data တွေမှာအနှုတ်တင်ကိတာ negative ဖြစ်နေခဲ့မယ်ဆိုလို့ရှိရင်အော်ဒါလေးကိုကျွန်မကမြင်သာထင်သာအောင်ကျွန်မတောင်းစပရိတ်တာလေးထည့် ည့်လိုက်မယ်ဒသမတွေလျှော့လိုက်အောင်မနော်ဆိုတော့အဲဒီနေရာမှာကော်မာထည့်လိုက်တဲ့ခါကျရင်ဘာလို့သွားလဲဆိုတော့ thousand separator နဲ့ထည့်လိုက်တဲ့အခါမှာသူဒီ automatic ဒီခွန်းခတ်သွားတယ်ပေါ့နော်ဆိုတော့အဲဒီလိုရှိရနေ minus ဒီမပေါ်ခြင်းမှုကျမတို့ဒီ accounting မှာဆိုရင်များသွားဖြင့်က minus အရှိရနေမပေါ်ပေါ်မဲ့အစားဘာလို့ကြလဲဆိုတော့ခွန်းဆောင်ခွန်းပိတ်လေးနဲ့လည်းပေါ်ပြကြတယ်ဟုတ်ပြီနော်ဒါလေးကတစ်ခုပေါ့နော်ဟုတ်ပြီနောက်တစ်ခုသွားရအောင်အမ်နောက်တစ်ခုကကြပါလဲဆိုလို့ရှိရင် အာ control 1 control 1ပြီးရင်ဒီတစ်ခါကျရင် custom မဟုတ်တော့ဒီတစ်ခါ number ဟုတ်ပြီနော်ဆိုတော့ဒီတစ်ခါဒီ format set ထဲမှာဒီ category ထဲမှာပုံမှန်ဆိုဒီမှာဒီ custom နဲ့ဒီ format တွေပြည့်နေအခု number format နော် number ဆိုတော့ဒီမှာကအဲ1000 separator ထည့်ခြင်းလဲဆိုရင်ဒီရောက်ထဲမှာဒီတဲရောက်မှာထည့်ခြင်းလဲရတယ်ဒါက comma ထည့်တာ1000 separator ဟုတ်အရင် version တွေတော့ငါဆိုရင်အပြင်မှာထည့်လို့မရဘူးဒီအထဲမှာလာထည့်ရတယ်ဒါတမက automatic နှစ်နေရာယူတယ်မလို့ချင်ဘူးဆိုတော့ဒါတမကိုဖြုတ်လို့ရတယ်ပေါ့နော်ဒါလေးက1000 separator နဲ့0နဲ့ထားမယ်အဲနောက်တစ်ခုကြည့်အောင်ဒီမှာ ာ negative number မှာဒါကဒီမှာ၄မျိုးရှိပါတယ်ဒီအရှေ့ဘက်က minus ဆိုတာဒါတော့ရှင်းတယ်အရှေ့ဘက်က minus တင်ဂေတာလေးထည့်ခြင်းတယ်ဆိုလို့ရှိရင်အရှေ့ဘက်ကဒီ minus တင်ဂေတာလေးထည့်တာဖြစ်တယ်ဒုတိယမြောက်လေးကကြတော့ minus လည်းမပြခြင်းဂွန်လည်းမခတ်ခြင်းအနီရောင်နဲ့ပြခြင်းတာဒါကြောင့်မို့သူ့ရဲ့ formal ကဒုတိယမြောက်လေးကအနီရောင်လေးနဲ့ထည့်လိုက်မယ်အဲဒါလေးရွေးမယ် okay မှာနှိပ်လိုက်မယ်အဲဆိုတွေ့လားဒီလိုအနီရောင်ပြတယ်ဆိုတာဒီဒါ minus ကိုကိုစားပြူတာဖြစ်တယ်ပေါ့နော်နောက်တစ်ခုစမ်းကြည့်မယ် control 1နဲ့နှိပ်မယ်။ဘယ်သွားမှလဲ number ကိုသွားမယ်1000 separator ထည့်မယ်။အဲနောက်တစ်ခုတတိယမြောက်ကိုကြည့်အောင်တတိယမြောက်ကဒီမှာခွန်ဆော့ခွန်ဘိတ်ရဲ့အမဲရောင်တင်ကအမဲရောင် color ပေါ့နော်။ဟို black color နဲ့ဒါလေးကသုံးတယ်ပေါ့။ဆိုတော့ဆိုလို့ရှိရင်ဒါကအနီရောင်နဲ့ပြမယ်ဒါက black color နဲ့ပြမယ်။ Okay နောက်တစ်ခုသုံးအောင်ဆို control 1နဲ့သွားမယ်။အဲ number တွေပဲသွားမယ်။အဲဒီခါကြားရင်မလုပ်ချင်လဲဆိုတော့ဒီတိတာထင်ရှားအောင်ခွန်လေးခတ်ချင်သေးတယ်။အနီရောင်လည်းပြချင်တယ်ဆိုရင်ဒီဒီမှာ၄ခု မြောက်လေးရှိပါတယ်အဲ့ဒီ၄ခုမြောက်လေးကိုနှိပ်ပြီးတော့မှအနီအောင်ဒီမှာ negative number ၄ခုမြောက်လေးကိုရွေးပြီး okay မှာနှိပ်ပါကြည့်ရဆိုရှင်ဒါကပုံမှန်မြင်နေကြတမယိုးကြကအရှိဘက်ကနေဘာနဲ့ဖော်ပြလဲ minus နဲ့ဖော်ပြတာဖြစ်တယ်ဟုတ်ပြီနော်ဆိုတော့ minus နဲ့မဖော်ပြဘူးဆိုလို့ရှိရင်ကျွန်မကဒီဒီဒီတင်ဂေတာကိုဒီလို၃မျိုးနဲ့ဖော်ပြလို့ရတယ်ဒီမှာ၃မျိုးဘာနဲ့ဖော်ပြမှာလဲအနီအောင်လေးနဲ့ဖော်ပြမလား ခွန်ခတ်ပြီးတော့ပေါ်ပြမလားအနီအောင်လဲလှုပ်ချင်တဲ့ခွန်လက်ခတ်ချင်တယ်ဆိုတာ negative number ကိုပေါ်ပြတာဖြစ်တယ်ဆိုတော့ကိုကကိုရဲ့ဒီ data တွေမှာဒီ negative number တွေဖြစ်ခဲ့တယ်ဆိုရင်ကိုကြိုက်တယ်လို့တိတာထင်ရှားအောင်ဗောဥမာဆိုပါတဲ့ကျမတို့ကဟာရှုံးနေအဲရှုံးနေဆိုဟာအရှုံးကိုတိတာထင်ရှားပေါ်လွင်အောင်ပြကျင်နေဆိုပါလို့လေအနီရောင်တွေရောပြလိုက်တဲ့ခုံးတွေရောခတ်လိုက်တယ်ပါဆိုရင်ဒီလောက် ဒါသိတာထင်ရှားမယ်ပေါ့နော်။ Okay ပါ။ So ဒီ video လေးဒီ negative number ကိုဟိုပုံစံအမျိုးမျိုးကိုဆန္ဒရှိတယ်လို့ညံရှိတယ်လို့သုံးလို့ရပါတယ်။ So လွတ်တွေ့လိုက်ပြီးတော့မှလုပ်ကြည့်ပါ။အကျိုးရှိလိမ့်မယ်လို့ယုံကြည်ပါတယ်။ဒီလိုမျိုး video လေးတွေကိုစစ်ပြီးလေ့လာခြင်းနဲ့လေးကို like and follow subscribe လုပ်ထားမယ်ပြဖို့နောက်ဆုံးကျမတဲ့ Bye for now. See you next video ပါ။ Let's go to some soul and the fun begins calling adventure